နေ့မှာတော့ရှီဗန်ညာနဲ့စီရှာလေညစာစားပွဲမှာမအောင်မြင်ခဲ့တဲ့သူတို့ရဲ့စီစဉ်ကိုဇူရီရဲ့ပြောကွက်ကိုနင်းပြီးထမှန်ကောင်းထည်ဖော်လာခဲ့တဲ့အချိန်မှာတော့သူတို့ရဲ့စီစဉ်ကအောင်မြင်သွားနိုင်ပါမလားဆိုတာကိုစိတ်ဝင်စားပွဲကြည့်ရှုရမယ်ဝီပြိုမယ်ရဲ့ကလပ်စားအပိုင်း၁၄ကိုရီကပ်ပြုလုပ်ပြီးတော့မှဖြစ်ပါတယ် ျွန်တော်ရဲ့ Recapout Channel ကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်အားလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုတည်တံ့တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Recapout Channel နဲ့နိုင်ငံတကာစကားဆုံးကိုတင်ဆက်ပေးသွားမယ် Recapout IND Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်မှု Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇလံလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထနိုင်မယ်ဖြစ်ပါတယ်။ရှီဗန်ညာလေအဝစားလဲဖို့ပြင်ဆင်ရင်အခန်းတကားလေးတိုက်ပြီးလောက်ခါနေခဲ့တာကြောင့်ပိတ်ဖို့ပြုလုပ်ခဲ့စင်မှာတကားညံသွားခဲ့ရပြီး ရီတစ်ကချက်ချင်းပဲရောက်ရှိလို့လာခဲ့ကအချီနီကိုမီးမြန်ခဲ့ပေမယ့်ရှီဗန်ညာကတော့ဘာမှမဖြစ်ပါဘူးလို့ပြောဆိုခဲ့တာကြောင့်တခုခုဖြစ်နေတဲ့ပုံပေါက်နေခဲ့တဲ့ရှီဗန်ညာရီတစ်ကယုံကြည်တတ်အောင်သင်ယူပါရှီဗန်ညာဒါမှပဲချက်ချင်းမြတ်တာကိုမင်းခံစားတတ်မှာငါမင်းကိုချစ်နေမိပြီထင်တယ်လို့ပြောဆိုခဲ့ပါတယ်။ဆက်ပြီးတော့ရီတစ်ကမင်းကိုငါမင်းမပြောချင်ပါဘူး။အိမ်တော်တခုကိုအမှန်တရားနဲ့တိဆောက်ရမယ်လို့ပြောကြတယ်။အဲဒါကြောင့်အမှန်တိုင်းကိုပြောပြတာပါ။ မင်းကိုဘွားတဲကိုဝင်းမလာခင်လူတယောက်ကိုချစ်မိသွားလိမ့်မယ်လို့တခါမှစိတ်မကူးခဲ့ဘူးဘူးလို့ပြောဆိုခဲ့ကရှီဗန်ညာသူပြောတာတွေကိုဝင်းတော့ဝင်ပိုးလို့မတက်မတ်စီပဲအခုတော့မိတ်ဆွေတွေလိုပဲနေထိုင်သွားကြမယ်လို့ပြောဆိုကအိယာဝင်ပိုးပြင်ဆင်နေခဲ့ပါရှိဗန်ညာရဲ့တွေးထဲမှာတော့ဝုဖြူချောင်းကိုသွားတော့ငါစီရှာပြောခဲ့ဘူးတဲ့သူတော်စင်ကြီးကအိမ်ောင်ကြီးတာယာပါစီလို့ဆူတောင်းပေးလိုက်တာနဲ့အဲ့လူကနင်းယောက်ျားဖြစ်သွားတာမဟုတ်ဘူးနော်နင်းမမိသားစုမရှိဘူးရှိဗန်ညာသူတို့ကလူသက်သမားတွေဒုစရိုက်သမားတွေ နင်းယောက်ျားဆိုတဲ့တယောက်ကိုလည်းနင်းတက်ရင်တက်ရမှာနင်းယောက်ျားကိုတက်လိုက်မှာနင်းရဲ့ကလစားကအောင်မြင်နိုင်တာလဲဖြစ်နိုင်နေဆိုတဲ့စကားအတန်တွေကိုပြန်လဲချားရောက်ပြီးဝမ်းနေနေခဲ့ရပါတယ်။တစ်ဖက်မှာလည်းမေရောကာလီကိုပူဆော်မှုတွေပြုလုပ်နေတဲ့နတ်ဆီယာမာကြီးထံကိုသူမရဲ့တင်ငတ်ကြီးကအသက်ရှင်လျက်ပြန်လဲရောက်ရှိလာခဲ့ပြီးစီရှာရဲ့လက်ချက်နဲ့ဒဏ်ရာတန်ချက်တွေရရှိလာခဲ့ပါတယ်။နတ်ဆီယာမာကြီးလည်း သူမရဲ့တိတ်ငက်ကြီးမွေမရဲ့လက်ချက်နဲ့ခံလာခဲ့ရတဲ့အပေါ်မှာဒေါသတွေထွက်လျက်ရှိပြီးနင်းကိုကအလွမပေးဘူးမွေမလို့ကျုံးဝါနေခဲ့ပိုင်ဝပြူကြောင့်မှာအရှင်ကိုပူဆော်နေတဲ့စီရှာလဲရုတ်တရက်ဆိုသလိုခေါင်းတွေမူပြီးချက်ချာလဲနေခဲ့ရတာကြောင့်ဒါကနစီယာမာကြီးရဲ့လက်ချက်ပဲဖြစ်ရမယ်လို့ရေရွတ်ကအရှင်ကိုပူဆော်ထားတဲ့နွားတို့အနေငယ်ကိုလက်နဲ့ခံယူလိုက်ပြီးသူမရဲ့ခေါင်းကိုပပြန်းလိုက်တာကြောင့်ဝေဒနာကတတသွားခဲ့ရပိုင်တရမှာတော့တန်ဗီက နက်စောစောရီတစီကိုရောက်ရှိလို့လာခဲ့ပြီသူမရှီဗန်ညာရဲ့အင်ကိုသွားပြီးတွေ့ရှိခဲ့ရတဲ့တပုံလေးကိုပြတ်တာကရှီဗန်ညာကပန်ချာကစိုင်းကြီးနဲ့တနီးနီးနဲ့ပတ်သက်မှုရှိနိုင်ကြောင်းပြီးတော့ရှီဗန်ညာမှာစုမျိုးတွေမရှိဘူးလို့ပြောဆိုခဲ့ပေမယ့်ဟိုတနေ့ကဖုန်းဆက်ပြီးတစုံတစ်ယောက်နဲ့ပြောနေတာကိုကြားခဲ့ရကြောင်းသူမရဲ့အချမ်းစီမအောင်မြင်မချင်းဒီအိမ်ကနေဖမသွားဘူးလို့လည်းပြောဆိုနေခဲ့ကြောင်းမင်္ဂလာဆောင်ပါလေသူမဘက်ကမိဘစုမျိုးတွေကတယောက်မှရောက်မလာခဲ့တာကသူဆိုင်မနေဘူးလားလို့ပြောပြနေခဲ့ပါတယ် သူမနဲ့ရီတီတိုပြောဆိုနေခဲ့တာတွေကိုရှီဗန်ညာကလည်းအိမ်ပေါ်တက်ကနေလမ်းတွေ့နေခဲ့တာကိုတော့တန်ဗီလည်းသတိမထားမိခဲ့ပါဘူး။ရီတီလည်းတန်ဗီပေးတဲ့ပုံကိုသေချာကြည့်လိုက်ပြီးရှီဗန်ညာရဲ့ငယ်ဘဝပုံကိုသူမြင်တွေ့ပူတာတာမို့တန်ဗီပေးတဲ့ပုံကမိန်းကလေးဟာလည်းရှီဗန်ညာပဲဆိုတာကိုသိနေခဲ့ပါတယ်။ရီတီကလည်းရှီဗန်ညာကသူ့ရဲ့အပေါ်မှာဘာမှလိမ်ထားခဲ့တာမရှိကြောင်းတပုံတွေဆိုတာလည်းအမှတ်တရတစ်ခုပဲဖြစ်ကြောင်းဒီလိုအမှတ်တရတွေကိုသိသိတာကဘာမှမရှိကြောင်းရှီဗန်ညာက ခုသူစနီးဖြစ်နေပြီဖြစ်တဲ့အတွက်သူအပေါ်မှာလည်းဘာတန်တရားမှမထားနိုင်ကြအောင်ရှီဗန်ညာတို့နေတဲ့ရွာလေးကလည်းစရင်ကြီးနဲ့နေတာကြောင့်သူမိဘတွေကိုခေါ်ပြီးတပ်ပုံရိုက်တာရလည်းဖြစ်နိုင်ကြအောင်ဒန်ဗီအနေနဲ့လည်းဒီလိုတပ်ပုံတစ်ပုံနဲ့ရှီဗန်ညာရဲ့အပေါ်မှာမဆွဆွဲတင်ကြအောင်ပြောဆိုကာဒန်ဗီပေးတဲ့တပ်ပုံကိုယူထားလိုက်တာကြောင့်ဒန်ဗီလည်းဘလို့မှမတတ်နိုင်တော့ပဲနင်တနေ့နောင်တရလိမ့်မယ်ရီတက်လို့ပြောဆိုကာပြန်သွားခဲ့ပါတော့တယ်။ရှီဗန်ညာကတော့အဆိုပါဖြစ်ပျက်တွေကိုကြည်ရင်ရှင့်ရဲ့မြတ်တာတရားကကျမရဲ့လန်ခီမှာခလုတ်တင်းလို့ဖြစ်နေပြီ ဘာလို့ကျမကိုအရန်ချစ်ရတာလဲကျမကရှင့်တွတ်မဟုတ်ဘူးကလစားချေဖို့တတ်တန်ရောက်လာခဲ့တဲ့သူပါလို့ရေရွတ်နေမိခဲ့ပါအဲ့နောက်ရှိပန်ညာလေဒီတပ်ပုံကသာရာဂီချာကတွေ့မြင်သွားခဲ့ရင်သူမရဲ့ဖြစ်မှန်တွေပေါ်သွားနိုင်တာကြောင့်ရီတစ်စီကနေဘလူးပြန်ယူရမလဲစဉ်းစားနေခဲ့ပါတဖက်မှာလည်းဒီကျင်ကန်လုပ်ပြီးယာမနီစီကိုရောက်လာခဲ့တဲ့ရာဂီချာကစူရီကလေးရင်ချင်းကိုရှေ့တိုးပြီးပြန်တော့မှာဖြစ်ကြောင်းပြောပြလာမှုပေါ့ယာမနီကမနေ့ကရံဖြစ်ထားခဲ့ပြီးမှတော့ပြန်လာကမဆန်းပါဘူး စနီစရာလဲဘာကြောင်းတွေများရှိလို့လဲလို့ပြောဆိုခဲ့ပါတယ်။ရာဟီဂျာကစနီဖို့ရှိတာပေါ့အကြောင်းတရားကမွေးမကြောင်ပဲဖြစ်ပျက်ခဲ့သမျှအရာအလုံးကအဲ့ဒီမွေးမကြောင်လို့ပဲထင်နေငါတို့မှသာအဆောင်လက်ဆုံမရှိရင်သူကငါတို့ကိုတတ်ပြီးနေလောက်ပြီသူကငါတို့ကိုသူ့ခွဲချင်နေတာလို့ငါကတော့ထင်နေစူရီမပြန်ခင်ရှိုင်လက်နဲ့တက်အောင်ငါတို့တွေပြန်လုပေးရမယ်ငါတို့တွေစီစီလုံးလုံးနေမှာအဲ့ဒီမွေးမကိုအနိုင်ယူနိုင်မှာလို့ပြောဆိုနေခဲ့တာကိုရှီဗန်ညာကလည်းအကွယ်တနီယာကနေနားထောင်နေခဲ့ပါတယ် အဒီအချိန်မှာပဲ retic ကအနာကနေဖြတ်သွားခဲ့တာကြောင့်ဂျာမနီကလက်ထက်ကဓာတ်ပုံကိုတွေးသွားခဲ့ပြီးမိမြန်ခဲ့တဲ့ခါမှာတော့ရှီဗန်ညာအတွက်လက်ဆောင်ပါဒါကသူမိဘတွေရဲ့ဓာတ်ပုံဟောင်းလေးပါလို့ retic ကပြောပြလာခဲ့တာကြောင့် rai ကြတို့လည်းဓာတ်ပုံလေးကိုကြည့်ဖို့ retic ရဲ့အနာကိုသွားမှာပဲ retic ကရုတ်တရက်ပြန်သိမ်းလိုက်ရင်ရှီဗန်ညာကိုအံဟောသွားအောင်လုပ်မှာဆိုတော့သူကပဲဒီဓာတ်ပုံကိုအရင်မြင်သိနေတာပေါ့လို့ပြောဆိုခဲ့ပါတယ် ရာဟီချာကလည်းတစ်ချက်ပြုံးလိုက်ရင်မင်းကခုကလေးကမရဲချောက်ဖြစ်နေပြီပေါ့လေလို့သားဖြစ်သူကိုစားနောက်နေခဲ့ပိုင်းမိသားစုဓာတ်ပုံကိုရာဟီချာမတွေ့လိုက်ရတာဟာရှီဗန်ညာဖို့ကန်ကောင်းသွားခဲ့တာဖြစ်ပြီးရှီဗန်ညာလည်းအိမ်ဖို့ကိုတက်သွားခဲ့တဲ့ရီတရဲ့နောက်ကိုတိတ်တဆိတ်လိုက်ပါသွားခဲ့ပါတော့တယ်ရှီဗန်ညာလည်းသူကိုအခေါ်ကလိုက်ရှာနေတဲ့ရီတစ်ကိုတွေ့တဲ့အခါဘာမှမသိသလိုနဲ့ရှင်ဘဲချင်းကရောက်နေတာလဲလို့မေးမြန်းခဲ့ပါတယ်ရီတလည်း တပုံလေးကိုပြလိုက်ကရှီဗန်ညာကိုကြီးစဲနေခဲ့တာကြောင့်ရှီဗန်ညာကလည်းတပုံကိုပြန်လူနေခဲ့ပြီးရုတ်တရက်တပုံလေးကအနှင်းငယ်ပြဲသွားခဲ့ရပိုင်းရီတက်လည်းစိတ်မကောင်းဖြစ်သွားခဲ့ရပြီးရှီဗန်ညာကိုပြန်လဲတောင်းပန်လိုက်ကသူပြန်ပြီးပြုတ်လုပေးပါမယ်လို့ပြောဆိုခဲ့ပိုင်းရှီဗန်ညာကလည်းရီတက်ကိုစိတ်မဆိုးခဲ့ပဲဒီတပုံကိုဘယ်ကနေရတာလဲလို့မသိသလိုနဲ့မင်းနေခဲ့ပိုင်းရီတက်လည်းဒါကပြိုးဝှက်ချက်ပဲလို့ပြောဆိုကဓာတ်ပုံကိုပြန်ယူလိုက်ပြီးအခန်းထဲမှာချိတ်ဆွဲထားရမယ်ဒါမှ မင်းရဲ့မိဘတွေကိုသတိရတိုင်းမြင်နေရမှာလို့ပြောဆိုကာဖုတ်ခွာသွားခဲ့တာကြောင့်ရှီဗန်ညာလည်းမိသားစုတပ်ပုံကိုအခြားလူတွေတွေ့သွားမှာကိုစိုးရိမ်နေခဲ့ပါတော့နဆီယာမာကြီးကတော့သူမရဲ့တိတ်ငတ်ကြီးကိုနောက်တစ်ခါဝိမနဲ့တွေ့ရင်ပူပြီးတော့စွန့်ထက်စေရန်အတွက်မေရောကာလီကိုဆူတောင်းမှုပြုလုပ်ပြီးတဲ့နောက်မှာတော့ဟင်သာပြတားချိုးကိုယူကာတိတ်ငတ်ကြီးရဲ့ဒဏ်ရာကိုပတ်ကျဲလိုက်ပြီးဒီဟာကမင်းကိုကာကွယ်ပေးလိမ့်မယ်လို့ပြောဆိုနေခဲ့ပါတယ်။အဲဒီနောက် နဆီယာမာကြီးကမွေရဲ့ရန်ဆွဲဟာမေတော်ရဲ့တာဝကတွေအတွက်အရှုံးပါပဲ။မွေမရဲ့ရန်ဆွဲကနေလွမြောက်နိုင်မဲ့စွမ်းတွေကိုပေးသနာတော်မူပါ။ခွန်အားတွေကိုလည်းပေးသနာတော်မူပါလို့ဆုတောင်းခဲ့ကမွေမကိုနောက်တစ်ချိန်ရှာဖွေတိုက်ခိုက်ဖို့တိတ်ငတ်ကြီးအားဆီလွတ်ခဲ့ပြန်ပါတယ်။ဆူရီနဲ့မနီရှာတို့အိတ်ဆက်နေတဲ့ခန်းထဲကိုစီရှာက ရောက်ရှိလာခဲ့ပြီးမနီရှာအိယာကနိုးပြီးထားသွားခိုက်ပါစီရှာကမနီရှာရဲ့ဖုန်းကိုယူကရှိုင်လက်စီကိုမက်ဆေ့ချ်ပို့ပေးပို့ခဲ့ပါတယ်။ရေးသားပို့လိုက်တဲ့စာက ကျမဒီနေ့ဆူရီနဲ့ကနေဒါကိုပြန်တော့မယ်။ကျမတို့ရဲ့ဂျာမာဆုံရှုံစရာတခုခုရှိနေတယ်လို့ဘာလို့ခန်းစားနေရလဲမသိဘူး။ဒီနေ့ရှင်းကိုမတွေ့ရရင်ဘယ်တော့မှတွေ့ရတော့မှာမဟုတ်ဘူး။ဒါကနောက်ဆုံးချိန်နောက်ဆုံးခွင့်ရပါပဲ။ကျမဟိုတယ်ကနေထွက်လာခဲ့မယ်။ကျမမပြန်ခင်ဒီညရှင်းနဲ့တွေ့ရမှာဖြစ်မယ်။ပန်ချာကဆိုင်ကြီးနာကဝပြူเจ้าမှာတွေ့ကြရအောင်လို့ချင်းဆိုခဲ့တာကိုရှိုင်းနတ်ကလည်းတူလာခဲ့မယ်လို့စပြန်ပူပေးခဲ့ပြီးသဘောတွေကျနေခဲ့ပါတယ်။ အဲ့နောက်စီရှာလည်းအိပ်ပျော်နေတဲ့စူရီရဲ့နားကနေတိတ်တဆိတ်ပြန်ထွက်သွားခဲ့ပါတော့တယ်။မနီရှာနဲ့တွေ့ရတော့မဲ့ရေးကိုတွေ့ကပြုံးနေမိခဲ့တဲ့ရှိုင်လက်ရဲ့နားကိုဇနီးဖြစ်သူရန်ယာကရောက်ရှိလာခဲ့ပြီးဘာရီသဘောကျပြီးဘသူစီကိုစာရီပို့နေတာလဲလို့မယုံသင်္ကာရီဖြစ်ကမိ мян လာခဲ့တာကြောင့်ရှိုင်လက်လည်းအလုကိစအရေးကြီးတဲ့စီဝေးလေးတစ်ခု ပေါ်လာလို့ခဏနေတွားရမှာဖြစ်ကြောင်းပြောဆိုကထတ်ထွက်သွားခဲ့ပါတယ်။ ရန်ရလေရှိုင်လက်သတိမေးကကြံခဲ့တဲ့ဖုန်းကိုယူကချစ်ရှုခဲ့တဲ့အချိန်မှာတော့မနီရှာနဲ့အချင်းချက်လှုပ်ထားတာကိုတွေ့မြင်ခဲ့ရပါတယ်။ရှိုင်လက်လည်းသူ့ဖုန်းကြံခဲ့တာကိုလာပြန်ယူခဲ့တာကြောင့်ရန်ရလေဟန်မပြက်ပြန်နေလိုက်ရင်စိတ်ထဲမှာတော့မနီရှာကိုဒေါသတွေထွက်နေခဲ့ပါတယ်။ဒါကြောင့်ပဲအစူပါကိစ္စစူရီကိုပြောပြဖို့ဖုန်းဆက်ခဲ့ပြီးရှိုင်လက်နဲ့မနီရှာတို့စာရီပို့ကအချင်းချက်လှုပ်နေကြောင်းပြောပြခဲ့ပေမယ့်စူရီကမယုံကြည်ခဲ့တာကြောင့်ရန်ရလေဝှပြူချောင်းကိုတွားကြည့်ပြီးစုံစမ်းကြည့်ပါ။ ဒါဆိုရင်တော့အဖြေကိုသိရပါလိမ့်မယ်လို့ပြောဆိုခဲ့မှုပေါ့ဇူရီကလည်းမနီရှာရဲ့အပေါ်မှာအနှင်းငယ်တန်တရားဝင်သွားခဲ့ပါတယ်ရိုင်းကလည်းဖုန်းချသွားခဲ့ချိန်မှာဇူရီရဲ့နားကိုမနီရှာကအလှတွေပြင်ဆင်ပြီးရောက်ရှိလာခဲ့တာကြောင့်ဇူရီလည်းမနက်အစောကြီးဘာလို့အလှတွေပြင်ထားတာလဲလို့လက်ပတ်မီးမြှက်ခဲ့တဲ့အခါ မနီရှာကကနေဒါကိုမပြောင်းခင်အမတ်တရလက်ဆောင်တွေကိုဝယ်ဖို့သွားမှာဖြစ်ကြောင်းပြီးရင်လီယင်ကွင်းကိုတခါတည်းထွက်လာခဲ့မယ်လို့ပြောဆိုပြီးထွက်ခွာသွားခဲ့တာကြောင့်ဇူရီလည်းမနီရှာတို့ရဲ့နောက်ကိုလိုက်ပြီးစုံစမ်းဖို့အတွက်ဝပြူချောင်းကိုတွားရောက်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။တစ်ဖက်မှာလည်းရှီဗန်ညာကသူမရဲ့မိသားစုတပ်ပုံကိုရီတက်စီကနေပြန်ယူနိုင်ဖို့အတွက်အကြံထုတ်နေခဲ့ပါအဒီချင်းစီရှာကအင်ကအလုတ်မားသွင်ဟန်ဆောင်ပြီးရှီဗန်ညာစီကိုရောက်ရှိလို့လာခဲ့ကသူမစီစဉ်ထားတဲ့အစီအစဉ်ချို့ကိုပြောပြခဲ့တာကြောင့် ရှိပန်ညာလဲညာ၈နာရီဝိပုကျောင်းကိုရောက်လာခဲ့မယ်လို့ကတိပေးခဲ့ပါတယ်။ဒီလိုနဲ့ညာဘက်ကိုရောက်တဲ့အခါဝိပုကျောင်းရှိရာကိုထွက်လာခဲ့တဲ့စူရီလဲကားပေါ်ကနေဝိပုကျောင်းကိုမြင်လိုက်ရတဲ့အခါတချိန်ကသူတို့တွေလှုပ်ဆောင်ခဲ့တဲ့မကောင်းမှုတွေကိုပြန်လည်မြင်အောင်နေမိခဲ့ပါတယ်။သူမောင်းလာခဲ့တဲ့ကားရဲ့ခေါင်းမိုးပေါ်မှာစီရှာကမွေသွင်းနဲ့လိုက်ပါလာခဲ့တာကိုတော့စူရီတယောက်သတိမထားမိခဲ့ပါဘူး။အဆိုပါအချိန်မှပဲစီရှာကိုလိုက်ရှာနေတဲ့တိတ်ငှက်ကြီးကရောက်ရှိလို့လာခဲ့ပြီး ဂါမှုပေါ်မှာရှိနေကြတဲ့စီရှာကိုတုတ်ချီသွားခဲ့ပါတယ်။မွေမနဲ့တင်ငတ်ကြီးတို့ရဲ့တိုက်ပွဲကိုတော့ကားဘော်ကနေစူရီကသိမနေခဲ့ပါဘူး။အဲဒီနောက်စူရီလည်းကားဘော်ကနေဆင်းပြီးဝှဖြူចောင်းကြီးကိုကြည့်ကမနီရှာကမွန်ပိုင်းကလူတွေတော်တော်များများကရှိုင်လက်ကိုတီးကြလို့ဒီနေရာကိုချိန်လိုက်တာဖြစ်မယ်လို့ရေရွတ်ပြောဆိုကတဖြည်းဖြည်းနဲ့ရှောင်းလန်းသွားခဲ့စင်မှာပဲစီရှာကတင်ငတ်ကြီးရဲ့ထိုးထုတ်မှုကနေလွတ်မြောက်လာခဲ့ပြီးစူရီရဲ့ကာနာကိုပြန်လဲရောက်ရှိလာခဲ့ပါတယ် တိုင်ငှက်ကြီးကလည်းအရှုံးမပေးဘဲစီရှာကိုလိုက်လံတိုက်ခိုက်နေခဲ့တာကြောင့်စီရှာလည်းတိုင်ငှက်ကြီးကိုစူရီရဲ့ကားထဲကိုဝင်အောင်ညှားခေါ်ခဲ့ပြီးကားထဲမှာအလုံးပိတ်ထားရစ်ခဲ့ပါတော့တယ်။ပြီးနောက်သူမတို့ရဲ့ကြံစီကိုအကောင့်ထဲပို့ဖို့အတွက်ဝပြုချောင်းကိုထွက်သွားခဲ့ပါတော့တယ်။ယုံကနေအင်ကိုပြန်လာခဲ့တဲ့ရီတစ်ကရှီဗန်ညာတရားဂရင်းပေါ်မှာ TV ကြည့်ပြီးငိုနေခဲ့တာကိုတွေ့ရှိလာရတာကြောင့်မိမြန်ခဲ့တဲ့ခါမှာတော့ရှီဗန်ညာကဒါကမိန်ကလေးတစ်ယောက်ရဲ့စကြောင်းလေး သူ့ရဲ့မိဘတွေကိုတတ်သွားတဲ့သူကိုဂလစားပြန်ချေတာလို့ပြောပြနေခဲ့ပါရီတက်လည်းဇလန်းတွေကအတူတူပါပဲလို့ပြောဆိုခဲ့မှုပေါ်ရှီဗန်ညာကဒီဇလန်းကမတူဘူးမင်းသမီးကသူ့ရဲ့မိဘတွေကိုတတ်သွားခဲ့တဲ့သူရဲ့သားကိုလက်ထပ်မိခဲ့တာဇလန်းရဲ့အဆုံးသက်ကိုတော့မသိရသေးဘူးကြီးလက်စကြီးဖြစ်နေလို့အဆုံးထိကြီးရအောင်မယ်လို့ပြောဆိုခဲ့တာကြောင့်ရီတက်က TV ကိုတစ်ချက်ထိလိုက်ပြီးအဲ့ဇလန်းကိုတီးတယ်လက်ကွက်တွေပါတယ်ကောင်းလေးကအမှန်တရားကိုတီးသွားတဲ့အခါဘာလုပ်မှာလဲ သူမိမကိုကူညီမလားသူ့အဖေကိုကာကွယ်ပေးမလားဆိုတာလေသူမိမခင်ဗျားလဲမိဘတွေကတစ်ဖက်သူ့ယောက်ျားကတစ်ဖက်နဲ့လေမြုပ်ကွက်ကကြီးကြီးပဲမင်းတို့မိမတွေစိတ်ညစ်ပြီးချီရင်နဲ့ငိုနေကြလို့ဒီလိုရုပ်ရှင်တွေကဝင်ငွေကောင်းနေကြတာယောက်ျားဖြစ်သူကဘသူ့ဘက်ကိုပါမလဲဆိုတာတီးသွားတဲ့ချိန်ကြရင်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းသွားတယ်လို့ပြောဆိုနေကြတာကိုရှီဗန်ညာကရှင်ကျမဘက်မှာရှိရှိမရှိရှိကျမကတော့ဂလက်စားချီမှာပဲအစီအစဉ်တွေကစတောင်စနေပြီ ။ဆူရီကကျမရဲ့ပြစ်မှတ်ပဲလို့စိတ်ထဲကနေရည်ရွတ်နေခဲ့ပါ යි ။အဲဒီနောက်ရီတလည်းရီချိုးဖို့ထွက်သွားပိုးဟက်ကိုတွေးလိုက်ရတာကြောင့်ကြောက်လန့်ကြားနဲ့ရှီဗန်ညာရဲ့နားကိုပြန်ရောက်လာခဲ့ပါ යි ။ရှီဗန်ညာလည်းပိုးဟက်ကိုကြောက်တက်တာလားလို့ရီတစ်ကိုမေးမြန်းခဲ့တာကြောင့်ရီတစ်က မောင်းထုတ်ပေးစမ်းပါလို့ပြောဆိုနေခဲ့ပါ යි ။ရှီဗန်ညာလည်းပိုးဟက်ကိုမောင်းထုတ်ပေးဖို့လုပ်မှာပဲရီတစ်ကပြန်ဆွဲထားလိုက်ပြီ။မင်းမသွားနဲ့ငါနားမှာပဲအတူတူနေပေးပါလို့ပြောဆိုနေခဲ့တာကြောင့်ရှိပန်ညာလည်းရီတရဲ့အချံကိုရိတ်မိသွားခဲ့ပါတယ် တကယ်တော့ရီတက်ကပူဟက်ကိုမကြောက်ခဲ့ပါဘူး။ရှီဗန်ညာအိမ်မက်ဆိုးတွေမှတ်ပြီးလန့်လန့်နိုးနေတာမို့တကယ်တင်နဲ့အတူတူအိပ်ဖို့ကြံစီခဲ့တာပဲဖြစ်ပါတယ်။ရှီဗန်ညာလည်းသူမအနေနဲ့ရီတက်ရဲ့သဘောထားကိုသိရှိကြောင်းသူမကိုစိတ်မပူဘဲပြောဆိုနေခဲ့ပြီးဂရင်ရဲ့လဲမှာခေါင်းလေးတွေနဲ့စီးသဘောထားပြီးအိပ်ဆက်ခဲ့ပါတော့တယ်။ရီတက်လည်းသူ့ရဲ့ခန်းစားချက်တွေကိုရှီဗန်ညာကနားလည်လာမှုအပေါ်မှာချိန်ပြီးတော့ဝမ်းသာနေခဲ့ရင်အိပ်ပျော်သွားခဲ့ပါတယ်။တဖက်မှာလည်းရှိုင်လက်ကဝိဖြူချောင်းကိုရောက်ရှိလို့လာခဲ့ပြီး မနီရှာရောက်လာမဲ့အချိန်ကိုစောင့်မျှော်နေခဲ့ပါသူရောက်ရှိလာခဲ့တာကိုစီရှာကလည်းသိနေခဲ့သလိုအသင်းရောက်ရှိနေတဲ့စူရီကလည်းသိရှိနေခဲ့ပါစူရီကတော့ရန်ယာစီကိုဖုန်းဆက်လိုက်ပြီးအမကစိတ်ယူပေါက်ပြီးဖုန်းဆက်တာဖြစ်ကြောင်းအယားယာကိုအစိုးရင်လုံနေပြီးမနီရှာကဒီကိုရောက်မလာကြောင်းအခုဒီမှာရှိုင်လက်တယောက်တည်းသာရှိနေကြောင်းပြောဆိုခဲ့ကဖုန်းချခဲ့ပါအဲ့ချိန်မှာပဲစီရှာကမနီရှာဖြစ်ပုံစံပြောင်းလဲလိုက်ပြီးရှိုင်လက်ရှီယာကိုရောက်ရှိလာခဲ့ချိန်မှာတော့ စူရီတရားစီရှာကိုသူ့ရဲ့ဇနီးမနီရှာမှတ်နဲ့အံ့ဩသွားခဲ့ပါရီပန်ညာကတော့ရီတက်အိပ်ပျော်သွားတဲ့အချင်းကိုစောင့်ကအိမ်ကနေတိတ်တဆိတ်ထွက်လာခဲ့ပါဒါပေမဲ့ရီတက်ကချက်ချင်းဆိုသလိုနိုးသွားခဲ့တာကြောင့်အိမ်ကနေထွက်ခွာသွားခဲ့တဲ့ရီပန်ညာကိုဒီအချိန်ကြီးတယောက်တည်းဘဲကိုထွက်သွားရတယ်လို့တွေးကမအိပ်ဖြစ်တော့ပဲရီပန်ညာရဲ့နောက်ကိုလိုက်သွားခဲ့ပါတော့တယ်တပတ်မှလည်းရှိုင်လက်ကဝိပြူချောင်းကိုရောက်လာခဲ့တဲ့မနီရှာကိုဝမ်းသာအားရပွိဖက်ခဲ့တာကို ဘုံအောင်နေရာကနေစူရီကထွက်လာပြီးပွဲချန်ခဲ့ပါတော့တယ်။စီရှာကလည်းမနီရှာဖြင့်ဟတ်ဆောင်ကောင်းစွာနဲ့သူမအနေနဲ့စူရီကိုစိတ်ကုံသွားခဲ့တာကြောင့်ရှိုင်းလက်နဲ့ပဲဘဝကိုဖျက်ဆီးမှုရွေးချယ်လိုက်ပြီးဖြစ်ကြောင်းပြောဆိုခဲ့မှုပေါ့။စူရီကလည်းဒေါသတွေထွက်သွားခဲ့ပြီးရှိုင်းလက်ကိုလည်းတငယ်ချင်းရဲ့ဇနီးကိုတောင်အလွတ်မပေးပဲသစ္စာမရှိတဲ့သူဖြစ်ဆွဆွဲကနှစ်ယောက်သားရမ်းဖြစ်ခဲ့ကြပါတော့တယ်။ဒါကလည်းစီရှာတို့လိုချင်တဲ့အကွက်သေးကိုဝင်သွားခဲ့တာပဲဖြစ်ပါတယ်။ ရှိုင်လန်နဲ့ဆူရီတို့တယောက်နဲ့တယောက်တဲတီမဲကြီးတိုက်ခိုက်နေမှုပေါ်မှာစီရှာကတော့ပြုံပြုံကြီးနဲ့ကြည်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ရှိုင်လန်နဲ့ဆူရီတို့လည်းအပြန်အလှန်တိုက်ခတ်ကြရင်ဆူရီရဲ့လက်မဝှစ်ဆင်ထားခဲ့တဲ့နတ်ဆရာမကြီးရဲ့ဆောင်းလက်စုပ်ကကျွတ်သွားခဲ့ရပါတယ်။ဒါကိုတွေ့မြင်လိုက်ရတဲ့စီရှာကဒါရီယာအရှင်ရဲ့ကျေးဇူးကြောင့်ပဲလို့တွေးနေမိခဲ့ပါတယ်။ရှိုင်လန်လည်းသူ့ကိုပြန်ပြီးမတိုက်ခိုက်နိုင်တော့တဲ့ဆူရီကိုထိုးချိတ်နေတာကိုရလိုက်ပြီး ငါမိမိမကိုမလိုချင်ဘူးသူကိုခေါ်ပြီးပြန်သွားလိုက်တော့လို့ပြောဆိုကာဝိပုကျောင်းကြီးကနေထွက်သွားခဲ့ပါတော့တယ်။ဒဏ်ရာရီနဲ့ချန်ခဲ့ရတဲ့ဆူရီလည်းမနီရှာဖြစ်ဟန်ဆောင်ထားခဲ့တဲ့စီရှာရဲ့လက်ကိုဆွဲပြီးထွက်သွားမယ်ဟန်ပြင်လိုက်စင်ပါပဲ။အချိန်နဲ့လှုပ်ရမ်းနေတဲ့ခေါင်းလုံးလုံးကဆူရီရဲ့ခေါင်းကိုလွှဲရိုက်လိုက်တာကြောင့်ဆူရီလည်းလူးလိမ်သွားခဲ့ရပါတယ်။ဝိပုကျောင်းကိုထွက်လာခဲ့တဲ့ရှီပန်ညာလည်းဆူရီကအခုချိန်လောက်ဆိုရင်စီရှာရဲ့အကျံစီနဲ့ဝှပြူကြောင်းကိုရောက်နေလောက်ပြီလို့တွေးတော့ကကားကိုအမြန်မောင်းနေခဲ့ပါတယ် သူမရဲ့ကားနောက်မှာတော့ရီတစ်ကနောက်ထပ်ကားတစီနဲ့ထက်ချက်မကွာလိုက်ပါလာခဲ့ပါအဆိုပါအချိန်မှာပဲရီတစ်ရဲ့ကားရှိကိုကုန်ကားတစီကဖြတ်ပြီးတော့ဝင်လာခဲ့တာကြောင့်ရီတစ်မောင်းလာတဲ့ကားနဲ့ဝင်တိုက်မိမလို့ဖြစ်သွားခဲ့ရပြီးရီတစ်လည်းကားကိုရပ်တန့်ခဲ့ရပါဒါကြောင့်ပဲရှိကသွားနေတဲ့ရှိပညာရဲ့ကားနဲ့အဆက်ပြတ်သွားခဲ့ရပါလမ်းကွဲတစ်ခုမှဖြစ်နေခဲ့တာကြောင့်ရီတစ်လည်းဘယ်ဘက်ကိုဆက်လိုက်ရမလဲဆိုတာကိုစဉ်းစားရခက်ခဲသွားခဲ့ပါ တဖက်မှာလဲစူရီကသူ့ကိုကဲပါလို့မနီရှာကိုအကူအညီတောင်းနေခဲ့တာကြောင့်စီရှာလဲသူ့ရဲ့မူလရုပ်သွင်းကိုပြောင်းလဲပစ်လိုက်ပြီးလက်ကြီးကရုပ်ထည့်ရဲ့ရှေ့ထွက်လာခဲ့ကစူရီကိုစွဲထုတ်ဖို့လုပ်ခဲ့တာကြောင့်စူရီလဲစီရှာဆိုတဲ့မွေမက သူ့ကိုဒုက္ခပေးနေခဲ့ပြီးဆိုတာကိုနားလည်သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲရှီဗန်ညာကလဲရောက်ရှိလို့လာခဲ့တာကြောင့်စူရီလဲအကူအညီတောင်းခဲ့တဲ့အခါရှီဗန်ညာကသူ့မရဲ့မူလရုပ်သွင်းကိုပြသခဲ့တာကြောင့်စူရီတယောက်အန်အိုးကထိတ်လန့်သွားခဲ့ပါတော့တယ်။ နောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်စကားလေးကိုအချိန်မေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်